ဒီနေ့တော့ကျွန်တော်တို့ပျော်ရွှင်စွာအောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးရအောင်အဲ့တော့ဘဝမှာကျွန်တော်တို့အနေနဲ့လူတွေလိုလားတဲ့အရာနှစ်ခုရှိတယ်ပျော်ရွှင်မှုနဲ့အောင်မြင်မှုဖြစ်တယ်အဲ့တော့ကြီးစုနေတဲ့လူချင်းမင်းတို့ရောပျော်ရွှင်မှုကိုပို့လို့ခြင်းလားဘဝမှာအောင်မြင်မှုကိုပို့လို့ခြင်းလားအဲ့ဒါလေးကိုကောင်းမွန်မှာတစ်ချက်လောက်ရေးကြည့်ပါဦးအဲ့တော့ပျော်ရွှင်အောင်မြင်မှုနဲ့ပတ်သက်ရင်ကျွန်တော်ရဲ့မေတ္တာအားသာချက်ဆိုတဲ့စာအုပ်ထဲကပျော်ရွှင်စွာအောင်မြင်ခြင်းဆိုတဲ့ဆောင်းပါးလေးတွေကအကြောင်းအရာလေးအချို့ကိုလူချင်းမင်းတို့ကျွန်တော်ဒီနေ့မျှဝေပေးမယ် အဲ့တော့ job ban ဆိုတဲ့ပုံကိုတယောက်ပြောခဲ့တဲ့ဇကားလေးတစ်ခုရှိတယ်အဲ့ဒီဇကားကိုကျွန်တော်သိကြိုက်တယ်ဘာလဲဆိုတော့ငါပျော်ရွှင်တဲ့အရာတစ်ခုမှကြာရှုံးရတာကိုတဲ့ငါမပျော်ရွှင်တဲ့အရာတစ်ခုမှအောင်မြင်ရတာထက်ပိုချင်တတ်တယ်အဲ့တော့ကျွန်တော်တို့ဘဝမှာဒါကိုစဉ်းစားကြည့်ကိုပျော်ရွှင်တဲ့အရာတစ်ခုမှပင်ပင်မဲ့မဲ့နဲ့စ조사အားထုတ်နေရတာမပျော်ရွှင်တဲ့အရာတစ်ခုမှအောင်မြင်နေတာထက်ကိုပိုကောင်းပါတယ်လူကျွန်တော်အဲ့ဒီအရာလေးကိုပြန်စဉ်းစားကြည့်နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့က လူတွေပျော်ရွှင်ရခြင်းရဲ့သဘောတရားနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်တို့ကဒီအဓိကအချက်၃ခုရှိတယ်လူတွေကဘယ်အချိန်မှာပျော်ရွှင်လဲဆိုတော့တစ်ကတော့ဂုံတိတ်ခါမြင်မားမှုပေါ့လူသားတွေရဲ့အသိပညာအတတ်ပညာကြော်ကြားမှုဂုံတိတ်ခါမြင်မားမှုဂုံတိတ်ခါရှိရင်လူတွေပျော်တယ်နံပါတ်၂ကတော့ဘဝအပေါ်မှာစိတ်ကျင့်တဲ့နှစ်သက်မှုကိုယ့်ဘဝကိုဘယ်လောက်ကျင့်တယ်လဲ အကိုဘွားကိုဘလောက်ပဲအောင်မြင်နေအောင်မြင်နေဂုံတိတ်ခါတွေရှိတယ်လို့ခံစားခံစားကိုဘွားကိုမကျေနပ်ရင်လည်းမပြောနိုင်ဘူးနော်နံပါတ်3ကတော့ပျော်ရွှင်စရာအတွေ့အကြုံတွေနဲ့တွေ့ကြုံရင်လည်းလူတွေကပျော်ရွှင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကပျော်ရွှင်မှုကိုဘဝမှာဟိုတိတ်ဦးစားပေးလို့လည်းမရအောင်အောင်မြင်မှုကိုတိတ်ဦးစားပေးလို့လည်းမရအောင်ပျော်ရွှင်မှုနဲ့အောင်မြင်မှုကိုမျှမျှတတကြိုးစားအားထုတ်ကြမှာဖြစ်ပါတယ်အဲ့တော့နာမည်ကျော်ပုဂ္ဂိုလ်တူဖြစ်တဲ့ Helen Keller ရဲ့စကားလေးတစ်ခွန်းကိုလည်းကျွန်တော်ဒီမှာ ျော်ရွှင်မှုနဲ့ပတ်သက်ပြီးတော့မျှဝေပေးလိုက်ပါတယ်ပျော်ရွှင်မှု တကားပေါက်တစ်ချက်ပိတ်သွားတိုင်းနောက်ထပ်တကားပေါက်တစ်ချက်ကပွင့်လာစမြဲပါဒါပေမဲ့ကျွန်တော်တို့ကပိတ်သွားတဲ့တကားကိုပဲအချိန်အကြာကြီးကြည့်ပြီးတော့ဝမ်းနဲ့ပူဆွေးနေမယ်ဆိုရင်ပွင့်လာတဲ့တကားပေါက်တွေကိုနောက်ထပ်ပွင့်လာမဲ့တကားပေါက်တွေကိုမြင်နိုင်မှာမဟုတ်တော့ဘူးဒါကြောင့်ဘဝမှာလူချင်းမင်းတို့အနေနဲ့တက်ကြွမှုပျော်ရွှင်မှုတွေဟာကိုယ်ဘဝရဲ့တိုးတက်မှုကိုတွန်းအားပေးနိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ဘဝမှာတက်ကြွမှုပျော်ရွှင်မှုတွေအတွက်အခွန်မဆောင်ရဘူးပတ်စံနဲ့လည်းမဝယ်ယူရဘူးဒါကြောင့်အခုပဲကိုယ့်ရဲ့ဘဝကိုတက်ကြွပျော်ရွှင်စွာစူးစမ်းအထုတ်လိုက်ပါအောင်မြင်မှုတွေကလူချင်းမင်းစီကိုရောက်ရှိလာမှာဖြစ်တယ်ပျော်ရွှင်မှုဆိုတာဟာအတွေ့အကြုံတွေအခြေခံတာမဟုတ်ဘူးလူချင်းမင်းဒီနေ့ပျော်အောင်နေမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ဘာတွေပဲကြုံလာရကြုံလာရပျော်ရွှင်အောင်နေနိုင်ပါတယ်လို့ချစ်ခင်စွာညှောက်ပေးလိုက်ပါတယ် ကျွန်တော်ရဲ့မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒီဆီဇန်လေးဟာမျိုးလုံးနဲ့စာဖတ်ဖို့မအားတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်နားနဲ့စာဖတ်နိုင်အောင်ရင်းနှီးချစ်ခင်စွာမျှဝေပေးတာဖြစ်ပါတယ် တော့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်ပါတယ်ဒီလမှာဖွင့်ပါတော့ကျွန်တော်ရဲ့ personal branding တင်တန်းဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ personal branding ကိုတိစောက်မြင့်တင်ခြင်းနဲ့လူကြီးလူငယ်မိသူမဆိုးတက်ရောက်နိုင်ပါတယ် online တင်တန်းဒီအခုလာမယ် March 25ရက်နေ့စမှာဖြစ်ပါတယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်တင်ကြမဲ့ပုံစံတော့တင်တန်းစတင်မဲ့ March 25ရက်နေ့ကနေစတင်ပြီးနေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် အကဲ Facebook ကြည့်ဖို့အခက်ခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော် live lecture ကိုတော့ခုန record တက်ကတလားတိတိနေ့တိုင်းကြည့်ရမှာနော်။တလားတင်တင်ပြီးသွားတဲ့တောင်နောက်6လတစ်နှစ်လောက်အထိကျွန်တော် group ကိုမဖြတ်ပေးထားရပြီးမှာဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်တယ်။ live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone ကနေ ျွန်တော် live နေပြီးတော့သင်ကြားมาဖြစ်တယ်အဲ့တော့စိတ်ကြက်ကျွန်တော်တူးချင်းမေးခွန်းနေမေးနိုင်တယ်မေးခွန်းနိုင်အောင်ဖြေပေးတယ်တခါသင်3နာရီလောက်ကြာတယ်အဲ့တော့သင်တန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ရပေးတာဖြစ်တယ်အပြင်လူတွေသင်တန်းကတော့ match လ29 30စနေတိုင်းတွေနေ့ရက်မှာမနက်7နာရီကနေညနေ6နာရီထိရန်ကုန်မြို့ Tower Center 3လာမှာရှိတယ်ကျွန်တော် AML သင်တန်းကျောင်းမှာနေ့ရက်အချိန်ပြည့်တက်ရမှာဖြစ်တယ် online တင်နာမည်တက်ချင်းတက်ချင်းအပြင်တင်နာမည်တက်ချင်းတက်ချင်းလူကျွန်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ကို comment မှာမြည်နေ message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ် online တင်နာသည့်ပထမအဦးဆုံးအယောက်တရာအပြင်တင်နာသည့်ပထမအဦးဆုံးအယောက်30ကို20% discount ကျွန်တော်တို့ပေးထားပါတယ်ဆက်ပြီးတော့အဲ့တော့ဒီတင်နာသည့်ဘာတွေတင်ပါလဲ personal branding တင်နာလို့ဆိုတာနဲ့ညီ personality development ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု personal development plan တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိုကိုယ့်ဘဝအတွက်ဘယ်လိုရေးဆွဲမလဲ online ရောအပြင်ပါရောမိမိရဲ့ personal brand ကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့မဟာဗျူဟာနီးဗျူဟာတွေကိုကျွန်တော်နဲ့အတူရင်းနှီးချစ်ခင်စွာလေ့လာ တင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနှစ်သက်မှာမျိုးရရဲ့ personal brand ကိုတိဆောက်အောင်မြင်ခြင်းတဲ့သူတိုင်းနဲ့ personal branding တင်တဲ့မှာတွေ့ကြပါမယ်။မြန်မာလိုတင်ကြပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီ season ကြီးရှုတဲ့သူတွေအတွက်လည်းကျွန်တော်စာအုပ်ငါးကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်။အဲ့ဒီ season မှာပါဝင်ရင်ကျွန်တော်ဒီ program လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ထက်ငါးဦးကိုကျွန်တော်ရဲ့စာအုပ်ငါးဦးကိုတအုပ်တအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမတ်တရလက်မနဲ့တူအိမ်တန်းရာရောက်လူချင်းတို့ပိုးကပါမပြရဘူး။လက်ဆောင်ပေးဦးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။ ဲ့တော့ရန်ကုန်ကအမျိုးတွေအတွက်အထူးအစီအစဉ်ကတော့လာမယ့်မတ်လ23ရက်နေ့စနေနေ့နေ့လယ် sorry မတ်လ23ရက်နေ့ကတနင်္ဂနွေနေ့နေ့လယ်2နာရီကနေညနေ9နာရီထိရန်ကုန်မြို့ Pan Pacific Hotel မှာကျင်းပပြုလုပ်မယ်ကျွန်တော်ရဲ့ Meet and Greet ပွဲရှိပါတယ်အဲ့တော့မတ်လ23ဖြစ်ပါတယ်မတ်လ22မှာစနေနေ့မှာဆယ်တန်းဆံမွေးကပြီးသွားပြီအဲ့တော့နောက်တစ်ရက်တနင်္ဂနွေနေ့မှာဆယ်တန်းဆံမွေးမဟုတ်ဘူးပေါ့နော်တက္ကသိုလ်ဝန်ထမ်းဆံမွေးပေါ့နော်ပြီးသွားပြီအဲ့တော့23ရက်နေ့တနင်္ဂနွေနေ့မှာဒီပွဲကိုလာလို့ရပါတယ် ဲ့တော့ဒီဒီပွဲစီကျွန်တော်ရဲ့စာရေးဆရာတက်တမ်းဟောပြောတဲ့တက်တမ်းမှာတခါမှမလုပ်ဘူးတဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်တို့ meet and greet ဖြစ်တဲ့ဆိုတဲ့အတိုင်း fan meeting ပေါ့နော်ကျွန်တော်ကစာရေးဆရာဆိုတော့ fan meeting လို့မတက်ဘူးကျွန်တော်ရဲ့ဟောပြောမှုတော့ပါမယ်လင်းတန်းညုံလောက်တာဖြစ်တဲ့အတွက်မြန်မာနှစ်တကူအောင်မြင်အထူးဟောပြောမှုပါမယ်ကျွန်တော်ရဲ့စာအုပ်ကျွန်တော်စာအုပ်တွေစုထားတဲ့သူတွေ UK စာအုပ်အများဆုံးစုထားတဲ့သူကိုစုပြန်ပေးတဲ့အစီအစဉ်တွေပါမယ်ကျွန်တော်လက်ဆောင်ပေးခြင်းတဲ့သူတွေယူခဲ့ကျွန်တော်အကြိုက်ဆုံးလက်ဆောင်စုကိုပြန်ရွေးချယ်ပြီးတော့စုပေးမဲ့အစီအစဉ်တွေပါမယ် ကျွန်တော်တို့စိတ်ကြိုက်မေးခွန်းမေးနိုင်တဲ့အစီအစဉ်တွေပါမယ်ကျွန်တော်နဲ့ဂိမ်းကစားတဲ့အစီအစဉ်တွေပါမယ်မိတ်ဆွေလုပ်ငန်းရှင်များနဲ့ဇကားဝိုင်းမှာရင်းနှီးချစ်ခင်စွာကိုမေးချင်တဲ့မေးခွန်းတွေကိုတက်ဆိုင်ရာလုပ်ငန်းရှင်တွေကိုမေးမြန်းနိုင်တဲ့အခွင့်အရေးတွေပါမယ်ကျွန်တော်နဲ့ဒင်နာစားဖို့အတွက်၁၀ရောက်ကိုအထူးရွေးချယ်ပေးမယ့်အစီအစဉ်တွေထူးခြားသောအစီအစဉ်များစွာနဲ့ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အမာဂန်ပရိသတ်တွေနဲ့ Meet and Greet ရန်ကုန် Master 23တနင်္ဂနွေနေ့နနာရည်နဲ့9နာရီအထိ Pan Pacific Hotel မှာတွေ့ကြပါမယ်လက်မှတ်တွေကြိုဝယ်ထားပါအခု60ရာခိုင်နှုန်းလောက်ကုန်သွားပြီ လက်မှတ်နှုံထားတွေကိုလည်းအထူးသက်သာတဲ့နှုံထားတွေနဲ့ normal ticket VIP ticket ဆိုပြီးစီစဉ်ထားပါတယ်ကြိုဝယ်ထားပါကြိုဝယ်ထားမှခုံနံပါတ်အရှိရမှာဖြစ်ပါတယ်လက်မှတ်လိုချင်ရင်နာမည်ရဖုန်းနံပါတ်ရကို comment မှာမြည်နေ message မှာရေးထားပေးပါလက်မှတ်လိုချင်ပါတယ်လို့ messenger မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်အားလုံးချစ်ခင်ကျေးဇူးတင်ပါတယ်မြန်မာနှစ်သစ်မှာ personal branding ကိုတည်ဆောက်မြင့်တင်နိုင်မှုအတွက်လေးလာတည်ယူမှုတွေနဲ့စတင်လိုက်ကြပါစို့ we must work together we must build our nation